ကဘာလို့ဆိုလို့ရှိရင်ဥက္ကိစ္စဥက္ကိစ္စဥက္ကိစ္စဆိုတာစိတ်တွေကိုအာယုံပေါ်မှာစွန့်စည်းလို့မရစွန့်စည်းလို့မရဘဲနဲ့စိတ်တွေကလွင့်ပြန်နေတယ်လေလွင့်နေတယ်အာယုံတစ်ခုထဲမှာထားလို့မရတမာရီရဲ့ဆန့်ကျင်ဘက်တစ်ခါတစ်ခါဖြစ်တတ်တယ်ပေါ့အဲ့ဒီဥက္ကိစ္စကလည်းစွန့်စည်းလို့မရတဲ့အတွက်ကြောင့်ကောင်းကျိုးချမ်းသာကိုပေးနိုင်တဲ့စွမ်းသက်တည်းမရှိဘူးဆိုးကျိုးဖြစ်ပေါ်စေကုက္ကုစဆိုတာကတော့သူက remote worry စိတ်ထဲမှာမကြည်မလန့်ဖြစ် လုံမိတဲ့ကိစ္စမလုံမိတဲ့ကိစ္စပေါ့ကြည်ပနတ်တွေဖြစ်နေတဲ့ဟာမျိုးကိုယ့်ကိုယ်စအဲ့ဒါလည်းစိတ်ရဲ့အညစ်အကြေးတစ်ခုပဲနောက်တစ်ခုကတရားဓမ္မနဲ့ပတ်သက်ပြီးတော့ဟုတ်ကဲ့လားမဟုတ်ဘူးလားဖះအကြောင်းစဉ်းစားလိုက်ရင်ဖះဆိုတာရောတကယ်ဟုတ်ခဲ့လားပွင့်နေတာရောတကယ်မှန်လားကိုကျင့်နေတဲ့ကျင့်အကျင့်နဲ့ပတ်သက်ပြီးတော့တကယ်ရောအကျိုးရှိသလားဆိုတာဒီပေါ်မှာစဉ်းစားပြီးတော့မဆုံးဖြတ်နိုင်လို့ပင်ပန်းနေတဲ့သဘောကိုဝိသေသဆက်တော့ခေါ်တယ်နော်ဒါအစိတ်ဟာဒီ ဆုံးဖြတ်ရမယ့်ကိစ္စကိုမဆုံးဖြတ်နိုင်ပဲနဲ့တော့ဆုံးပြီးတော့ဝေဝါပြီးဒုလောဒုလောဖြစ်နေတာဒါတိုးတက်မှုပိတ်ဆို့ထားတဲ့သဘောဖြစ်တဲ့ပေါ့ဒါကြောင့်မလို့ဒီនិဝရဏတရား၅ပါးကိုမြတ်စွာဘုရားစိတ်ရဲ့အမြင့်ကြီးလို့ဒီလိုဟောတာဒါတွေရှိနေတဲ့စိတ်ဟာဖြူစင်တဲ့စိတ်မဟုတ်ဘူးတန်ရှင်းတဲ့စိတ်မဟုတ်ဘူးအဲ့ဒါတွေကိုဖယ်ရှားရမယ်ဒါကြောင့်မလို့စင်ကြယ်တဲ့စိတ်ဖြစ်ဖို့အတွက်ဒီនិဝရဏတရား၅မျိုးတဲ့